အောက်တိုဘာ30ရက်နေ့တည်ရတဲ့တရင်ကတော့ချင်းပြည်နယ်တီးတိမ်မြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့မြမတက်မတော်နဲ့ချင်းတော်လန်ရေးတပ်ဖွဲ့တွေအောက်တိုဘာ30ရက်မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ချင်းတရင်ရင်မြစ်ကပြောပါတယ်စစ်ကိုင်းတိုင်းကလေးမြို့ကနေစစ်အင်အားလုံးရင်းနဲ့ချင်းပြည်နယ်ကိုထိုးစစ်ဆင်လာတဲ့မြမစစ်တပ်ဟာတီးတိမ်မြို့ကိုလည်းရဟယွင်နဲ့စစ်အင်အားဖြည့်ပြီးမြို့ပေါ်မှာတိုင်းငင်မြို့ဘက်သို့နှစ်ဖက်ညက်ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီလိုထိုးစစ်ဆင်လာလို့ဒိန်လိုရွာပေါ်ဘက်မှာ ချင်းညီနောင်ဖွဲ့ဝင်ဖြစ်တဲ့ PDS ဇိုလန်းနဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ချင်းတရင်မြစ်ကပြောပါတယ်။ပြီးရင်ကလေးမျိုးဘက်ကလာတဲ့သူတွေကချင်းလန်းကောင်စီတပ်ဖွဲ့တွေပေါ့ဒေတာခိုင်လက်နက်ကင် CDF စီးရင်ပါဝင်ပေါ့အဲ့ဒီထိစံရွာဘက်မှာတိုက်ပွဲရှိတယ်လို့တရင်ကြရတဲ့ကလေးဘက်မှာလာတဲ့သူနဲ့တီးတိမ်ဘက်ကလာတဲ့သူပေါ့ကလေးဘက်ကနေတီးတိမ်ဘက်လာတဲ့စစ်ကြောင်းကိုတွားချို့ဖို့ပေါ့အဲ့ဒီလိုမျိုးလုပ်တယ်လို့ကျွန်တော်တို့ကထင်တယ်။သူတို့ဟိုဘက်ဒီဘက်လာပြီးမှတိုင်းငင်မှာဆုံတွေ့ဖို့ပေါ့အဲ့ဒီလိုမျိုးပုံစံနဲ့သူတို့စစ်ကြောင်းထိုးတာဖြစ်တယ်လို့ ချင်းတရင်မြစ်ကပြောပါတယ်။တိုက်ပွဲမှာထိခိုက်ကြဆုံးအခြေအနေတွေတော့မတိရသေးဘူးလို့ပြောပါတယ်။မြန်မာစစ်တပ်ဟာကလေးကနေချင်းပြည်နယ်မြောက်ပိုင်းကို အောက်တိုဘာ29ရက်ကစပြီးစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကမနေ့ကတီးတိမ်မြို့နယ်မွေပြီးရွာနားမှာတိုက်ပွဲဖြစ်ခဲ့ပြီးအောက်တိုဘာ30ရက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ပြောပါတယ်။စစ်တပ်ကအဲ့ဒီလိုမြေပြင်ကစစ်ကြောင်းထိုးနေတယ်လို့အောက်တိုဘာ26ရက်နဲ့29ရက်နေ့ရက်တာအတွင်းမှာလဲတီးတိမ်မြို့ကိုရဟတ်ရင်နဲ့30ကျင်းစစ်အင်အားဖြစ်တင်ခဲ့တယ်လို့ ချင်းတရင်မြစ်ကပြောပါတယ်စစ်တပ်ကစစ်ပြင်ဆင်နေတာဟာချင်းမြောက်ပိုင်းမှာဒူလိုဆုံဆောင်ထားတဲ့ဖလန်းမျိုးနဲ့ဒုံးစံမျိုးတို့ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ကြိုးပမ်းမဲ့အခြေအနေဖြစ်လို့ချင်းတော်လန်ရေးတပ်တွေနဲ့တိုက်ပွဲပုံမပြင်းထန်လာနိုင်တယ်လို့ချင်းတရင်မြစ်ကပြောပါတယ်ဖလန်းမျိုးကိုချင်းညီနောင်မဟာမိတ်တပ်တွေကသိမ်းပိုက်ထားတာဖြစ်တယ်လို့ဒုံးစံမျိုးကိုလည်းချင်းပြည်ကောင်စီကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားတာပါချင်းမြောက်ပိုင်းကိုထိုးစစ်ဆင်နေတဲ့မြန်မာစစ်တပ်ဟာချင်းတောင်ပိုင်းကဒူရိုဆုံဆောင်ထားတဲ့မြို့နယ်တွေဖြစ်တဲ့ မင်းတက်ကမ်ပက်လက်နဲ့မတူပီမြို့နယ်တွေကိုလေကြောင်းဘုံကျဲတိုက်ခိုက်တာတွေလည်းဆက်တိုက်ပြုလုပ်နေပါတယ်။ကမ်ပါနီဒက်စကန်စီစစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်နေပါတယ်။အော်တိုဘာ26ရက်နေ့တရင်ကတော့စစ်ကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကကမ်ပါနီဒက်စကန်ပြန်ရဖို့မြန်မာစစ်တပ်ကစစ်ကြောင်းထိုးလာနေလို့တော်လန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်နေတယ်လို့ဒေတာခန်တရင်မြစ်တွေကပြောပါတယ်။ကလေးမြို့နယ်မိုင်30ခန့်กว่าကကံကောမြို့နယ်နဲ့ မိုင်ဝင်ချင်းတာဝေးတဲ့မနေ့ပူရမြို့ပေါ်ကကမ်းပါနေတရားကိုစစ်ကြောင်းနှစ်ခုနဲ့ညှထိုးလာတယ်လို့သိရပါဗျ။ကလေးစစ်ကြောင်းကစီတာရွာနာထိကက်နေပြီးကန်ကောဘက်ကစစ်ကြောင်းကလည်းကမ်းပါနေတရားစီချွန်းကက်လာတယ်လို့ဒေတာခန့်စစ်ရေးတရင်မြစ်ကပြောပါဗျ။မြမစစ်တပ်ရဲ့ထိုးစစ်တွေကိုတော်လန်ရေးတပ်တွေခုခံနေပြီးတိုက်ပွဲတွေဖြစ်နေတယ်လို့လည်းဒုက္ကဆက်ပြောပါဗျ။လောလောဆယ်ကနေကြတယ်လို့ထိုးစစ်နဲ့ပတ်သက်ပြီးကဘောအထူးတရုံတပ်ဖွဲ့တာဝန်ခံကပြောပါဗျ။ ကလေးမြို့နယ်တောင်ပချမ်းမှာတော်လန်ရေးတပ်တွေတင်ထားတဲ့ကမ်ပနီတက်စခန်းနဲ့စစ်တပ်အခြေစိုက်ရာခြေရွာလေးပူတွေကကျန်တာခြေရွာကိုပြီးခဲ့တဲ့စက်တင်ဘာ20ရက်ကလေးကစစ်တပ်ကပြန်ရထားပါတယ်။ကလေးနဲ့ကန်ဂေါ်လန်ပိုင်းကိုစစ်တပ်ကပြန်ထိန်းချုပ်ဖို့အင်အား900ရထက်မနေတုံးထားတယ်လို့လဲဒေတာခန့်စီရီတရင်မြစ်ကခန့်မှန်းပါတယ်။ဒါအပြင်ကလေးမြို့နယ်မြောက်ပိုင်းကကလေးတမူလန်ပိုင်းကိုပါစစ်ကြောင်းထိုးနေပါတယ်။အောက်တိုဘာ29ရက်တဲ့တရင်ကတော့စစ်တပ်နဲ့ KIA ဟီရိုဟာ ခေါလံပူးမြို့နယ်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာကိုတော့အိုမူကြီးနော်ဘူးကအောက်တိုဘာ26ရက်ကပြောထားပါဗျ။ KIA ဟာ အောက်တိုဘာ27ရက်ကခေါလံပူးမြို့နယ်လန်လန်းရွာနဲ့မခေါလန်းရွာကတစ်ခန်းနှစ်ခုကိုတင်ပိုက်နိုင်ခဲ့ပါတယ်။အခုထပ်မံတင်ရတဲ့စခန်းတွေကိုတော့အောက်တိုဘာ29ရက်နဲ့28ရက်နေ့မှာတင်ရခဲ့တာလို့သိရပါဗျ။ KIA နဲ့စစ်တပ်ကဗမ်မော်နယ်ဝိုင်းမော်မြို့မှာလည်းတိုက်ပွဲတွေဆက်ရှိနေပြီး ြန်မာစစ်တပ်ကလေကြောင်းလက်နက်ကြီးပစ်ကိုပေးတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့ပါတယ်။ပြန်သိမ်းလိုက်တဲ့နေရာတွေကတော့ကချင်ပြည်နယ်ခေါင်လန်ဘူးမြို့မှာစစ်တပ်နဲ့ပြည်သူစစ်ပူးပေါင်းတပ်ရဲ့ကာကင်းစခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းကချင်စစ်ရေးတရင်မြစ်ကပြောပါတယ်။ခေါင်လန်ဘူးမြို့နယ်ငေါ်ကြာလရွာကစစ်တပ်နဲ့ပြည်သူစစ်ပူးပေါင်းတပ်စခန်းနဲ့နိုင်ချင်းရွာကစစ်တပ်နဲ့ပြည်သူစစ်စခန်းနှစ်ခုကိုယခုရက်ပိုင်းမှာတိမ်းပိုက်နိုင်ခဲ့တာလို့ပြောပါတယ်။ခေါင်လန်ဘူးမြို့ရဲ့အရေးကြီးကာကင်းတွေပါလို့ ကချင်စစ်ရေးတရင်မြစ်ကပြောပါတယ်။ KIA အနေနဲ့အခုအောက်တိုဘာလအတွင်းမှာခေါင်လန်ဘူးမြို့နယ်ကစစ်တပ်နဲ့ပြည်သူစစ်စခန်၄ခုထိတိမ့်ပိုက်ထားပြီးဖြစ်ပါတယ်။စစ်တပ်စခန်တွေတိမ့်ပိုက်နိုင်တာနဲ့ပတ်သက်ပြီး KIA တရင်ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးစီကိုဆက်သွယ်မေးမြန်းထားပါတယ်။ဒနင်္သာရီတိုင်းထားဝယ် KIA လောင်းလုံးမြို့နယ်ရှိမောင်မကန်နေမြေစခန်ကိုတော်လန်ရေးတပ်ဖွဲ့တွေကအောက်တိုဘာလ26ရက်နေ့မနက်9:00နာရီခွဲမှာစတင်တိုက်ခိုက်ပြီး10:00နာရီခွဲမှာပြီးတရှင်လင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်။ဆိုဝါတိုက်ခိုက်မှုကိုအမတ်တစစ်စင်ရင်နေမြေအထူးတိုင်းစစ်ဌာနကိုကဲမှုအောက်ရှိနေပြူဟာ33ဒေါနတ်တရင်တက်ခွဲလေးတက်ခွဲတို့နဲ့အတူဒူရကစစ်ကြောင်းရာမီမွန်တက်မတော်ဖက်တရယ်ဒူဝန်ဂျဲတို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ကြဆုံးမှုရှိတယ်လို့သိရပါတယ်။